ကဘာမြေကြီးရဲ့ဟောဒီယနေ့ကဘာကြီးရဲ့နောက်ဆုံးနေ့ကြလို့ရှင်နှစ်တန်းပေါင်းများစွာသိမ်းပေါင်းများစွာဖြစ်အောင်မိုးတဆက်မှမရောပဲနဲ့မိုးခေါင်သွားလေအဲ့ဒါလို့မိုးခေါင်သွားလို့ရှင်ဘာဖြစ်မလို့ဆိုရင်ကဘာမြေကြီးပေါ်မှာရှိတဲ့သစ်ပင်တောတောင်တွေဟာစိမ့်လန်းဆုပ်ပြေတာတွေတခုမှမရှိဘူးလုံးဝ၆တူတော့အဲ့ဒါလို့မိုးတွေခေါင်ပြီးတော့သစ်ပင်တွေ၆သွားတဲ့အခါမှာ ထွက်နေကြနေကထွက်ပြီးဝင်သွားတာနဲ့တကယ်တည်းရှေ့ကလာထွက်ရမယ်အစားနေတဲ့စင်းထထွက်လာတယ်အဲ့ဒါဒုတိယနေပေါ်လာတယ်လို့ခေါ်တယ်အဲ့လိုဒုတိယနေတစင်းပေါ်လာလိုက်တာနဲ့တကယ်တည်းဘာတွေဖြစ်သွားတော့ဆိုလို့ရှိမြင့်ငယ်တွေချောင်းငယ်တွေထဲမှာရှိတဲ့ရေတွေအကုန်ခမ်းသွားအဲ့ဒီကနေနှစ်ပေါင်းများစွာကြာတဲ့အခါကျတော့ဒုတိယနေအဝင်လိုက်မှာတတိယနေတစင်းထပ်ပေါ်လာမယ်ဟုတ်မယ် အဲ့ဒီတန်တရာနေပေါ်လာတဲ့အခါကျလို့ရှင်တော့မြတ်စွာဘုရားကအိန္ဒိယမှာဟောတာဆိုတော့အိန္ဒိယမြစ်တွေပေါ့ဂင်္ဂာယမုနာအစိရဝတီတရမုပဟိဆိုတဲ့မြစ်ကြီးငါးဆိုကမာပြေလို့ပြောရင်တော့အေယဝရီမြစ်ကြီးတို့ပါလို့ပေါ့တခြားနိုင်ငံမှာဆိုနိုင်မြစ်တို့ပါလို့ပေါ့မြစ်တွေဟုတ်ကဲ့လားအဲ့တော့ကမာပေါ်မှာရှိတဲ့မြစ်ကြီးတွေဟာကြီးပါတယ်ဆိုတဲ့ကျယ်တယ်ဆိုတဲ့မြစ်ကြီးတွေအလုံးကြီးတွေခန်းချောက်သွားတယ် ဒုတိယနေ့တစင်းမှာမြင့်ငယ်လေးတွေခြောက်သွားမယ်။ခြောက်ငယ်တွေအကုန်ရေတွင်းနေပါတယ်အကုန်လုံးခြောက်သွားမယ်။တတိယနေ့ပေါ်လာတဲ့အခါကျတော့မြစ်ကြီးတွေကရေတွေအကုန်ခြောက်ခန်းသွားလိမ့်မယ်။စတုထတခါနေ့တစင်းတတိယနေ့ဝင်လိုက်တာနဲ့တကြိုင်နဲ့နှစ်ပေါင်းကြာလာတဲ့အခါကျတော့စတုထနေ့တစင်းထပ်တိုးလာပြန်။အဲဒီစတုထနေ့တစင်းတိုးလာတဲ့အခါကျတော့ဟီမွန်တာမှာရှိတဲ့ ဒီရေခဲတောင်တွေကလည်းရေတွေကစီးကြပြီးတော့အမြဲတမ်းပြည့်နေတဲ့အိုင်ကြီးခွန်းနိုင်နေပြောက်တောင်လုံးဝမထိုးတဲ့အနောတအိုင်တို့တိဟပပတအိုင်တို့ကန္တမုံတအိုင်တို့ဆိုရဲအဲ့ဒီအိုင်ကြီးခွန်းအိုင်မှာရှိတဲ့ရေတွေပုံခန်းချောက်သွားတယ်စတိုဟန်နေပေါ်လာအနေနဲ့ကြိုင်ကဲနှစ်ပေါင်းအလုံးကြာသွားတဲ့အခါစရုပ်ထနေရဝင်သွားပြီပင်စမနေတစ်ခုပေါ်လာပြန် အဲ့ဒီပင်စမနေပေါ်လာလို့ရှင်ဘာဖြစ်တုံးဆိုရင်ပင်လေကြီးတွေဟာကျသွားတာခန်း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 သွားတာဘလောက်ထိအောင်ရောက်သွားတော့လို့ဆိုရင်ခြေပြည့်မြုပ်ရောဘလောက်ကလေးလက်တစ်ဆစ်လောက်ကလေးနောက်ဆုံးကျတော့လက်တစ်ဆစ်လောက်တောင်မကြံလီထိအောင်ပင်လေရေကြီးကခန်းချောက်သွားလိမ့်မယ်ကဲပင်လေခန်းလောက်အောင်နေပူပြီးဆိုလို့ရှင်လူတွေအသက်ရှင်နိုင်မအောင်မလားအေး လူတွေကတော့တသိတ္တဝါတွေယက်တီဖို့ဆိုတာအဲ့ဒီအချိန်မှာမရှိနိုင်တော့ဘူးဟုတ်ကဲ့လားဒါကဘာကြီးကမီးမလောင်နေဘူးသူ့ရဲ့နောက်ဆုံးနေ့တွေဟာဒီအချိန်နေနဲ့ဒီလိုသွားနေတယ်ပြောအဲ့ဒီဘေစမနေထွက်လာတဲ့အချိန်မှာဆိုလို့ရှိရင်ပင်လေတဲ့ကနက်ပိဆိုတဲ့နေရာတောင်မှပဲလက်တစ်စစ်လောက်တောင်မှ ရေဟာမရှိတော့ဘဲနဲ့ ပင်လယ်ရေကြီးဟာပင်လယ်ပြင်ကြီးဟာရေခမ်းခြောက်သွားတဲ့ဘဝကိုရောက်သွားပြီတဲ့ဒီလိုနဲ့နှစ်ပေါင်းတော်ကြာတဲ့အခါကျတော့ပင်စမနေလဲဝင်ရောဆတ်ထနေကြီးတစင်ပေါ်လာပြန်ပေါ်လာလိုက်တာနဲ့တပြိုင်နက်ရေဆိုတာပင်လယ်ရေတောင်မရှိတော့ဘူးအစုဓာတ်တွေလုံးဝရှိကုန်သွားပြီကဘာကြီးမှာကဘာမြေကြီးကလည်းအစုဓာတ်ဆိုတော့လုံးဝမရှိတော့ဘူး မရှိသေးတဲ့ကြောင့်ကဘာမြေကြီးရောမြင်းမတောင်ကြီးရောအကုန်လုံးအစိုးဓာတ်တွေလုံးဝခန့်ချောက်သွားတဲ့အခါကျဘာဖြစ်လာတော့ဆိုရင်မြင်းမတောင်ကြီးနဲ့ဟောဒီကဘာမြေကြီးကမိခိုးတွေထွက်လာကြမိမလောင်သေးဘူးဟုတ်ကဲ့လားအဲ့ဒါလို့အခြေအနေဇိုးကြီးကတော်တော်ကြာအောင်နေပြီးတော့နောက်ဆုံးခုနှစ်ဆင်းမြောက်နေမင်းကြီးလည်းပေါ်လိုက်ရောဘုခနဲ့ဆိုပြီးတော့ကြီးထားတောက်လိုက်တာကဘာမြေကြီးလည်းတောင်သွားတယ် ညမတောင်ကြီးနဲ့လောင်သွားတယ်။အဲ့ဒီမီးတောက်ကြီးကနေအဟုန်နဲ့မီးဆိုတဲ့မီးလောင်တဲ့နေရာနေကပြန့်လာကြည့်ပဲဘယ်တော့ဖြစ်ဖြစ်။အဲ့ဒီမီးလျံကြီးကဘယ်တရောက်ရောက်တော့ဆိုဗြမပြေလောက်ထိအောင်မြင့်တက်သွားတယ်။ဒါကြောင့်မို့တချို့ဗြမပြေတွေကဒီမီးတွေပါသွားတာပေါ့။နောက်ဆုံးကြတော့အားလုံးမီးလောင်ကျွမ်းတာဘယ်လောက်ထိအောင်လောင်လို့ဆိုရင်ပြားတောင်မကြအောင်လောင်တယ်။ပြာလို့ပြောပြမရှိတော့အောင်လောင်လိုက်တယ်ဟုတ်ကဲ့။ လုံးဝလောင်လိုက်တာမြို့တောင်ကြီးလည်းပျောက်ကဘာမြေကြီးလည်းပျောက်အာလုံးအာကာသဟင်းလင်းကြီးဖြစ်ရောက်သွားဒီကနေ့ကဘာကြီးဟာအဲ့ဒီနေနဲ့အဆုံးသတ်သွားလိမ့်မယ်လို့ပြန်ဆိုပြဟော